ဒီဇယ်အင်ဂျင်ကိုစနစ်2မျိုးနဲ့ခွဲခြားကြည့်မယ်ဗျာရိုးရိုး conventional system နဲ့ model မြင့် common rail system ဆိုပြီးတော့ဗောရိုးရိုး conventional system ကတော့ရှင်းပါတယ် inline pan rotary pan တွေလိုမျိုးဗောပန်းကနေပြီး nozzle တွေကိုစီကိုတိုက်ရိုက်ပို့ပြီးစီဖြန်းတဲ့စနစ်ပါပဲစီဖြန်းမှုအနည်းများကိုပန်းကပဲတိုက်ရိုက်ထိန်းချုပ်တယ်ပန်းကစီပေးများရင် nozzle တွေစီပို့ဖြန်းမယ် စီပေးနိုင်ရင်စီပြန့်နိုင်မယ်ပေါ့ CRDI လို့ခေါ်တဲ့ Common Rate Direct Injection ဆိုတာကကျွန်တော်တို့သူ့ရဲ့နာမည်ကိုပဲအရင်ဆုံးနားလည်ကြည့်အောင် Common ဆိုတာကဘုံတို့မဟုတ်အများသုံးဖြစ်ပြီး Rate ဆိုတာကတော့အတန်းချောင်းတစ်ခုပါပဲ CRDI ရှေ့ကိုမြန်မာမှုပြုပြီးနားလည်လွယ်အောင်ပြောရမယ်ဆိုရင်ပုံမျှသုံးထားတဲ့အတန်းချောင်းတစ်ခုပါဝင်သောဓာတ်ရိုက်စီဖြန်းစနစ် CRDN စနစ်မှာတော့ရိုးရိုးစနစ်လိုစီဖြတ်မှုပမာဏကိုပန့်ကထိန်းချုပ်ထားတာမဟုတ်တော့ပါဘူး။ပန့်ရဲ့အလုတ်ကရေဒန်တဲကိုဖိအားမြင့်စီရီမောင်းထည့်ပေးထားဖို့ပါပဲ။ရေဒန်ကနေမှတဆင့်အင်ဂျင်တာတလုံးချင်းစီကိုစီရီကိုမျှဝေပေးထားပါတယ်။စီဖြတ်မှုပမာဏအနည်းများကို ECU ကွန်ပျူတာကတဆင့်အင်ဂျင်တာတလုံးချင်းစီကိုထိန်းချုပ်စီခိုင်းပါတယ်။ရိုးရိုးစနစ်လို့ ချီဖြန်းမှုကိုပန့်ကထိန်းချုပ်တာမဟုတ်ပဲ ECU ကွန်ပျူတာကနေပြီးအင်ဂျင်တာတလုံးချင်းစီကိုထိန်းချုပ်သွားတာကကွန်မိုရီရဲ့အားသာချက်ပဲပေါ့ဗျာဒါဆိုရိုးရိုးစနစ်နဲ့ကွန်မိုရီစနစ်ကွဲပြားဖို့ကိုတီမီခောက်မိပြီပေါ့ကျေးဇူးတင်ပါတယ်ခင်ဗျာဒီဇယ်ဆိုဒိုင်ဆို